မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘားလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယဥက္ကဋ္ဌနဲ့မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ဟာမန္တလေးဆေးရုံကြီးအထူးကျက်မှတ်ကုသဆောင် ICU မှာဒီကနေ့အော်တိုဘားလ9ရက်နေ့မနေ့3နာရီအချိန်မှာကွဲလွန်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သွေးကင်ဆာရောဂါကိုခံစားနေရတဲ့ဒေါက်တာဇော်မြင့်မောင်ကို2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစစ်အာဏာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီကပုံမှန်အမျိုးမျိုးတက်ပြီးတော့ထောင်ဒဏ်29နှစ်ချမှတ်ထားခြင်းဖြစ်ပြီး အချင်းထောင်အတွင်းမှာကျန်းမာရေးမကောင်းမွန်ရာကနေပြီးတော့အခုနောက်ဆုံးမန္တလေးဆေးရုံကြီး ICU အထူးကျန်းမာကုသဆောင်မှာကွယ်လွန်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီမှာအကျန်းမာဆက်ကောင်းစီကအော်တိုဘားလ6ရက်နေမှာပြည်တံကနေလွန်ငင်းချမ်းသာခွင့်ပြုကြောင်းအမိန့်စာကိုဆေးရုံမှာလာရောက်ပြီးတော့ဖတ်ကြားခဲ့တယ်လို့သိရပါတယ်။ဒေါက်တာဇော်မြင့်မောင်ဟာ1990ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာအမရဗူရမြို့နယ်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစားပြု အမတ်အဖြစ်နဲ့ ရွေးကောက်တင်းမြောက်ချင်းခံခဲ့ရပြီးတော့1990ခုနှစ်နိုဝင်ဘာလ22ရက်နေ့မှာစစ်တပ်ကဖမ်းဆီးကထောင်တန်းများကိုချမှတ်ခဲ့တယ်လို့သိရပါတယ်။16နှစ်ထောင်တန်းကြာခံရပြီးတော့2009ခုနှစ်ဖေဖော်ဝါရီလ21ရက်နေ့မှာလွတ်မြောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။2012ခုနှစ်ကြားချက်ရွေးကောက်ပွဲမှာကြောက်ပတောင်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ရွေးကောက်တင်းမြောက်ချင်းခံခဲ့ရပြီးတော့2015ခုနှစ် အထွေထွေရွေးကောက်ပွဲမှာမန္တလေးတိုင်းဒေသကြီးလွတ်တော်အတော်အမရဗူရမြို့နယ်ကိုစားပြုရွေးကောက်တင်မြောက်ချင်းခံခဲ့ရပြီတော့အဲ့ဒီကမှတစ်ဆက်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ဖြစ်လာခဲ့တယ်လို့သိရပါတယ်2021ခုနှစ်စစ်အာဏာသိမ်းခဲ့တဲ့နေ့မှာမိသားစုနဲ့အတူဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီတော့စစ်တပ်ကပုံမှန်အမျိုးမျိုးတပ်ကထောင်ဒဏ်29နှစ်ချမှတ်ခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်မှာသကောင်စင်းကောက်ယူနေတဲ့ရက်ကွက်အုပ်ချုပ်ရဲမှုမင်းတွင်ပြစ်ခတ်ခံရပြီးတော့ဒဏ်ရာအပြင်းထန်ရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ9ရက်နေ့ည9နာရီအချိန်မှာဘကိုးတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်ပဒီကုံဝင်းမရသာရက်ကွက်နေစစ်သားဟောင်းအုပ်ချုပ်ရဲမှုမင်းတွင်ကိုရက်ကွက်အလူခံမန္တမှာပြူစောတီများနဲ့အတူတူရှိနေတဲ့အချိန်ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363ကတဲ့ PPDF တပ်ရင်းတပ်ခွဲ9က တွဲရောက်ပြီးတော့ပြစ်ခတ်ရှင်းလင်းရာအုတ်ချုပ်ရဲမှုမင်းသွေးရဲ့ပေါင်တဲ့စည်းစပ်ထိမှန်သွားပြီးတော့ညာတွင်ချင်းရွှေတောင်ကရင်တရားစစ်ဆေးရုံကိုတင်ဆောင်ပြီးတော့ကုသခဲ့ရတယ်လို့သိရပါဗျ။ဒဏ်ရာကမတတ်တာတဲ့အတွက်အဲဒီကနေမှတဆင်ရန်ကုန်ဆေးရုံကိုအတွဲလူနာအဖြစ်နဲ့ပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။တေဆုံချင်းရှိမရှိကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျ။အုတ်ချုပ်ရဲမှုမင်းသွေးကစစ်ထွက်တအုပ်ဖြစ်ပါတယ်။စစ်ကောင်စီနဲ့ပေါင်းပြီးတော့ရက်ကွက်နေပြည်သူတွေကိုစစ်မှုထမ်းဖို့အတွက်အတင်းအဓမ္မခေါ်ဆောင်ခြင်းငွေကြေးတွေကိုလည်းကောက်ခံခြင်းတွေကိုလုပ်ပါတယ်။ပေါ်တာဆွဲရမှာစစ်ကောင်စီနဲ့ အတူလိုက်ပါတဲ့အပြင်သကောင်စင်းကောက်ယူရမှာလဲအာဒတ်တယောနဲ့လှုပ်ဆောင်ပေးနေတဲ့သူဖြစ်ပါတယ်လို့ပြည်ခရပြည်သူ့ကာကွယ်တာ PPDF တရဲစစ်ထောက်လိုင်းရင်းနဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကရှင်းပြခဲ့ပါတယ်ပြည်ခရပြည်သူ့ကာကွယ်တာ PPDF တရဲအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ရဲများရဲကြီးအုပ်ချုပ်ရေးမှူးများနဲ့သကောင်စင်းကောက်ယူပေးနေတဲ့ဌာနဆိုင်ရာဝန်ထမ်းများကိုစီရေးပြတ်မှတ်အဖြစ်နဲ့အဓိကထားအရေးယူဆောင်ရွက်နေခြင်းဖြစ်ပြီးတော့ PKN ပြည်သူ့ကာကွယ်တပ် PPDF တရင်က တရားဝင်သတိပေးထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်ပို့တပ်များစီကို ကမ္ဘောဇာအောက်ကိုဝင်းပိုင်နဲ့ Brighter Energy က73စီလီတာ6သိန်းထောက်ပံ့ပို့ဆောင်မှုတရင်ပေါက်ကြားတဲ့အတွက်ကုမ္ပဏီဘက်ကဝန်ထမ်းများနဲ့စွန့်ရင်ဝန်ကြီးဌာနဘက်ကဝန်ထမ်းများကိုစစ်တပ်ကဖမ်းဆီးစစ်ဆေးမှုများလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလာ၄ရက်နေ့မှာရန်ကုန်ခေတ်တဲ့တရင်ဌာနက Brighter Energy Retail Company ကစစ်ကောင်စီရဲ့ထောက်ပို့တပ်များအထွတ်73စီလီတာ6သိန်းနီးပါးပြင်သွင်းပေးထားကြောင်းရုံးစံနဲ့တကွသတင်းပေါ်ပြခဲ့ ဲ့တယ်လို့သိရပါဗျ။ Brighter case ကနေပြည်တော်မှာစစ်ဆင်းနေတယ်။စွန့်ရင်ဘက်ကလူတွေရောကုမ္ပဏီဘက်ကလူတွေရောစပေါက်ကြလို့အစ်စစ်ခံနေရတယ်လို့သတင်းရင်းမြစ်ကပြောဆိုထားပါဗျ။စက်တဘာလ24ရက်နေ့မှာ Brighter Energy Retail Company ကအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံထောက်ပို့တပ်များဖြစ်တဲ့မော်လမြိုင်အခြေဆိုင်အမှတ်9နှစ်9ထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ခွဲအတွာ92ဒက်စီ 1948လီတာကို၎င်းတထုံမှာရှိတယ်အမှတ်9နဲ့9ထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ခွဲအတော့92တက်စီ2462လီတာကို၎င်းပြင်းလွယ်မှာရှိတယ်အမှတ်1နဲ့1ထောက်ပံ့ရင်းတဲ့ပို့ဆောင်ရေးတပ်ခွဲအတော့92တက်စီလီတာ38000ကို၎င်းနေပြည်တော်မှာရှိတယ်အမှတ်935ထောက်ပံ့ရင်းတဲ့ပို့ဆောင်ရေးတပ်ခွဲအတော့92တက်စီလီတာ23000 9482ကို၎င်းမကွေးမှာရှိတယ်အမှတ်111ထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးတက်ခွဲအတွာ92ဒက်စီလီတာ9823လီတာကို၎င်း95ဒက်စီ4219လီတာဒီဇယ်လီတာ25218လီတာကို၎င်းမင်္ဂလာတုံးမှာရှိတယ်အမှတ်33ထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးတက်ခွဲအတွာဓာတ်စီ92လီတာ9963လီတာဓာတ်စီ95 1939လီတာကို၎င်း ဒီဇယ်စီလီတာ236,849လီတာကို၎င်းမန္တလေးမှာရှိတဲ့အမှတ်1နှစ်တဲ့ထောက်ပံ့ရေးနဲ့ပို့ဆောင်ရေးတပ်ခွဲအတော်ဓာတ်စီ92လီတာ15,866လီတာဓာတ်စီ95လီတာ 6423လီတာဒီဇယ်စီလီတာ8405လီတာကို၎င်းစုစုပေါင်း73စီလီတာ8369လီတာကိုတင်သွင်းပေးခဲ့တယ်လို့သိရပါတယ်ကံမောဇာအုပ်စုကအောင်ကိုဝင်းခေါ်ဆရာကျောင်းပိုင်ဆိုင်နဲ့ Brighter Energy Retail နဲ့ Brighter Energy Company များဟာစစ်ကောင်စီလက်အောက်မှာရှိတဲ့တရေတပ်ဖွဲ့များအထက်73စီတင်သွင်းခြင်းများအပြင်လင်းရင်စီတင်သွင်းမှုလုပ်ငန်းများမှာလည်းပါဝင်ပတ်သက်လျက်ရှိတယ်လို့သိရပါတယ်ကံမောဇာအုပ်စုက အောင်ကိုဝင်းပိုင်ဆိုင်နဲ့ကမ္ဘောဇာဘဏ်က စစ်ကောင်စီနဲ့စီးပွားရေးလုပ်ငန်းများစွာပူးပေါင်းဆောင်ရွက်လျက်ရှိရာထင်သာမြင်သာအနေနဲ့စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို digital ငွေကြေးနဲ့လစာငွေပေးချေမှုတင်းတာလုတ်ပိုင်ခွင့်ရရှိထားတယ်လို့သိရပါတယ်။အခုနှစ်စက်တင်ဘာလအတွင်းမှာရေပေးအတွက်မင်းအွန်လိုင်းကအလူငွေတောင်းခံရမှာအောင်ကိုဝင်းနဲ့ကမ္ဘောဇာအုပ်စုကငွေကျပ်30ဘီလီယံထက်မနည်းကိုစစ်ကောင်စီကိုပံ့ပိုးလှူဒါန်းခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပါခရှိရာရခိုင်ပြည်အမ်းမြို့နယ်ကိုအပိသက်သိမ်းပိုက်နိုင်ရန်အာရခတပ်တော် AA ကထိုးစစ်အရှိန်မြှင့်ပြီးတော့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုအော်တိုဘာလအစောပိုင်းကစပြီးတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပါခရှိဟာစစ်ကောင်စီရဲ့တပ်စခန်းများကိုအေကလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗါးအေရဲ့ထိုးစစ် အော်တိုဘာလ9ရက်နေ့နေ့လယ်ပိုင်းကပုံပုံပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီတပ်စခန်းများကိုအေအားအများအပြားတုံးပြီးတော့တိုက်ခိုက်နေတယ်လို့စစ်ရေးသတင်းကိုသိတယ်ဒေသခံတို့ကပြောပြထားပါဗါးအော်တိုဘာလ9ရက်နေ့နေ့လယ်12နာရီဝန်းကျင်ကနေပြီးတော့အေဘက်ကနေစပစ်နေတာပါညနေပိုင်းအထိကိုမရက်ပါဘူး အဲ့ဒါနဘခအပါဝင်ခမရတဆကန်းတွေအကုန်လုံးကိုပြစ်ချနေတာအေဘက်ကပြစ်တာများတော့သူတို့စကန်းတွေကပြစ်တာတွေရက်နေတယ်လို့ပြောဆိုခဲ့ပါတယ်အမ်းမြို့နယ်မှာပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကစပြီးတော့အေအေကစစ်ကောင်စီတပ်ခြေကုပ်ယူထားတဲ့မဲတောင်တဆကန်းကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီးတော့တိုက်ပွဲများလည်းပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲတွေပြင်းထန်နေတယ်မဲတောင်တဆကန်းကိုစစ်ကောင်စီကခြေလင်းတပ်သားများနဲ့ရေချောင်းကအင်အားအလုံးရင်းကိုတုံးပြီးတော့ခုခံနေပြီး မြို့တွင်းတပ်စခန်းများမှာတော့မအင်အားတွေနေပါလျက်ရှိလာတယ်လို့အမ်းမြို့သတင်းအရေးမြစ်ကပြောဆိုထားပါတယ်အမ်းမြို့အနီးတိုက်ပွဲများပြင်းထန်လာခြင်းနဲ့မြို့ရဲကိုတိုက်ပွဲများအချိန်မရွေးရရှိလာနိုင်တဲ့အတွက်မြို့ကန်အများစုဟာဘေးလွတ်ရာကို အိုးအိမ်တွေစွန့်ခွာနေရတယ်လို့စစ်ကောင်စီကလည်းမြို့အနီးအနားကကြေးပါဆေးပါတဲ့မနေ့ကိုအတရားဓမ္မနှင်ထုတ်နေတယ်လို့သိရပါတယ်။အမ်းမြို့ကတူကဒီတိုင်းဆိုရင်တိုက်ပွဲကမြို့ထဲကိုဝင်လာဖို့နီးလာပါပြီ။ဒီအချိန်တွေမှာစစ်ကောင်စီကလေကြောင်းကိုတုံးပြီးတော့မြို့ထဲကိုပြစ်မှာကိုစိုးရိမ်နေကြတယ်။ဒါကြောင့်မြို့ထဲမှာကြံ့နေသေးတဲ့မြို့ကန်တွေမြို့ကန်တွေထွက်ခွာဖို့ပြင်ဆင်နေကြတယ်လို့ပြောဆိုထားပါတယ်။ အန်ယူနယ်မှာအရကတက်တော်အေးကပြီးခဲ့တဲ့မက်စလာအတွင်းကဆက်ပြီးတော့တောဟိန်တောင်ဘျူဟာဂုံးကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ဇိုလာ23ရက်နေ့မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်မှာတော့အန်ယူနယ်အတွင်းမှာနှစ်ဖက်တိုက်ပွဲများအနည်းငယ်ငြိမ်သက်ခဲ့ရာကနေစက်တဘာလအတွင်းတိုက်ပွဲတွေပြန်လည်စတင်လာပြီးတော့စစ်ကောင်စီရဲ့မဲတောင်အခြေကုတ်စခန်းကိုအေးကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းအတွဲမှာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ဖို့နဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးဖို့အတွက်စစ်ကောင်စီရဲ့အကြီးအကဲတွေရဲ့ဆုံးဖြတ်အမိန့်ပေးချက်အရလှုပ်ဆောင်ခဲ့ရတာလို့ခမာယ36နှစ်ကတပ်သားအောင်စိုးမိုးကဝန်ခံလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘူးတယ်လေမြို့နယ်တိုက်ပွဲတွေအတွဲမှာအရှင်ဖမ်းဆီးရမိခဲ့တဲ့စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေထဲမှာခမာယ36နှစ်ကတပ်သားအောင်စိုးမိုးလည်းပါဝင်ခဲ့ပြီးတော့သူကအဲ့ဒီလိုဝန်ခံပြောဆိုထားတာဖြစ်ပါတယ်။ ကျေးရွာတွေမီးရှို့တာရဲ့ရွာသူရွာသားတွေကိုတတ်တာတွေကတော့အကြီးအကဲတွေရဲ့ဆုံးဖြတ်ချက်ပါကျွန်တော်တို့လက်အောင်ငယ်သားတွေတတ်သားရဲဘော်အစ်စ်တွေကသူတို့မီးရှို့ဆိုလိုက်ရှို့ရတာပါအဲ့ဒီရွာသားတွေကိုဖမ်းခေါ်ဆိုရင်သူတို့ဖမ်းခေါ်ခိုင်းတဲ့အတိုင်းကျွန်တော်တို့လုပ်ရတာပါလို့စစ်ကောင်စီတပ်ရဲ့ခမရ3ချောင်းနှစ်ကတတ်သားအောင်စိုးမုတ်ကပြောဆိုထားပါတယ်ဘူးတလင်းနယ်တိုက်ပွဲမှာဖမ်းဆီးတေဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်ကြောင်းဟာ စက်တမလာပထမဘက်ကအရာတော်မြို့နယ်ကိုစစ်ကြောင်းထိုးပြီးတော့ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့နေအိမ်တွေကိုလည်းမိရှုဖျက်ဆီးခဲ့ကြတယ်လို့သူကလည်းပြောဆိုခဲ့ပါတယ်။အရာတော်ကိုတင်နန်းသားတွေတွားခေါ်ဖို့အတွက်တွားခေါ်ခိုင်းတာကျွန်တော်တို့လမ်းလျှောက်သွားတော့ကြောက်ကမြောက်ရွာကြော်သွားပြီးရွာနာမယ်တော့တေချာမသိဘူးအိမ်တအိမ်ကိုမိရှုခိုင်းတော့ကျွန်တော်တို့မိဖို့ကြောင့်ကိုဝင်ပြီးတော့မိရှုခဲ့တယ်လို့စစ်ကောင်စီတပ်သားအောင်စိုးမို့ကပြောပြခဲ့ပါတယ်အခုလိုမျိုးဒေသခံပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးတာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာတွေဟာ စစ်ကောင်စီတပ်ဖွဲ့အကြီးအကဲစစ်ဗိုလ်တွေရဲ့အမိန်ပေးအာဏာပေးမှုတွေကိုအမိန်နာခံခဲ့ရတာဖြစ်ပြီးတော့ပြည်သူတွေအားလုံးကိုဝင်ချတောင်းပန်ပါတယ်လို့အဲ့ဒီစစ်တုံးမန်းကပြောဆိုခဲ့ပါတယ်ဒါအပြင်စစ်တုံးမန်းအဖြစ်နဲ့ဖမ်းဆီးခံရတဲ့သူတွေထဲမှာပါဝင်တဲ့ကတားခမရ300ကိုတက်ကဗိုလ်ကြီးအောင်သူစင်ကလည်းကုတော်ရဲစခန်းကိုစစ်ကူအဖြစ်နဲ့လာရောက်တဲ့အချိန်မှာကျွန်းတေချောင်းကြီးရွာကပြည်သူတအုပ်ကရိုးကြီးရွာကအသက်80ကျော်အမျိုးသားတအုပ်နဲ့ပကဖအဖွဲ့ဝင်2ဦးတို့ကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးတော့ ကရိုးရွာကနေအိမ်20ဝင်းကျင်ကိုမိရှုပ်ဖျက်ဆီးခဲ့တယ်လို့ဝန်ခံတောင်းပန်ထားပါတယ်။ကျွန်တော်ကတော့ကုတော်ရွာမှာရွာတွဲကိုရှင်းလင်းတဲ့အချိန်မှလည်းအပြစ်မဲ့တဲ့အရဲသားပြည်သူတွေကိုတတ်ဖြတ်ခဲ့ပါတယ်။ပြီးတော့အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုလည်းမိရှုပ်ဖျက်ဆီးခဲ့ပါတယ်။အရာတော်ကိုလမ်းကြောင်းသွားတဲ့အချိန်မှလည်းအပြစ်မဲ့ပြည်သူတွေရဲ့အိမ်တွေကိုမိရှုပ်ဖျက်ဆီးခဲ့ပါတယ်။ဒီအတွက်ကျွန်တော်မှအပြစ်ရှိကြောင်းဝန်ခံပါတယ်။ဒီအတွက်ကြောင့် အများပြည်သူတွေအနေနဲ့ကျွန်တော်အပေါ်နားလည်ခွင့်လွှတ်ပေးဖို့မေတ္တာရက်ခံတောင်းပန်အပ်ပါတယ်လို့စစ်တုံ့ပန်ဗိုလ်ကြီးအောင်သူစင်ကဝေခံတောင်းပန်ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you